အဲဒီနေ့မျှဝေမဲ့အကြောင်းအရာကအင်ဆက်ပေါ့နော်ချိုရင်းတန်းလန်းနဲ့ဒီဘင်းရဲကိုချီမွေးညက်ပြီးပေါ့နော်ဆက်ကလှဲ့မြောက်လေးွားတဲ့ခါလေးကိုဘလို့လုံးမလဲပေါ့နော်ဘလို့ပြန်ပြင်လို့ရတယ်ဆိုတာမျှဝေပြပါမယ်အဲဒီဘင်းမှာစကူလေးရှိတယ်အဲ့ဒါကိုအရင်ဖြုတ်လိုက်ပေါ့နော်အဲ့ဖြုတ်ပြီးတော့ဒီကောင်လေးကတော့နောက်ကိုလှည့်ရမှာနော်အဲကြက်လို့မနိုင်ဘူးခင်ဆိုတော့သူ့ကိုမအုပ်ရိုက်တန်းလေးပေါ့နော်ဒီလိုတကူရှိရအောင်အုပ်ရိုက်တန်းလေး နောက်ဘုသာလေးရောက်လိုက်ပါဘာဖြစ်လဲမလှည့်လို့ရဟုတ်ဒါလှည့်ပြီးရင်ဘုံလေးချုံမယ်နောက်ဘိန်းထုံမယ်နော်ဘိန်းထုံပြီးရင်နောက်ဒီကောင်းရဲ့နှလုံးနော်စပူနှလုံးကိုဖြုတ်အဲဒီစပူနှလုံးကဒီထဲမှာရှိတယ် เนาะဒါလေးဖြုတ်လိုက်ပါเนาะအဲချီမွေးလေးကလူလဲကူကူเนาะလှည့်ထုတ်လို့လွယ်เนาะပြဿနာမရှိဘူးเนาะမိုးအရန်ကျက်သွားတယ်အထဲကြီးဘုံညက်သွားတယ်ဒါဆိုရင်เนาะဒီကောင်းတော့ဖြုတ်ပါမယ်เนาะအဲဖြုတ်လိုက်ကြရင်ဒီမှာเนาะပြင်ကဟိုဘက်ပြည်ရိုက်ထားတာတစ်ဖက်ကအခြေတစ်ဖက်ကအချင်းပေါ့เนาะအဲအချင်းဘက်ကနေဘောလို့အချောင်းလေးနဲ့เนาะရိုက်ထုတ်ပဲဟုတ်ဒါရင်ပြန်ဟောထွက်သွားပြီเนาะ ထပ်သွားတယ်။အဲအဲ့ဒါပြီးသွားရင်ကျောင်းဒီကောင်တသားချောင်းလေးနဲ့ပေါ့နော်။တသားချောင်းလေးနဲ့ဒီကောင်ကိုတူလေးနဲ့ဒီဘက်ကိုနော်လှည့်လှည့်ပြီးတော့ရှိုက်ထုတ်ပါနော်။အကုန်ကျွတ်စရာမလိုပါဘူးဒီချီမွေးလေးထုတ်လို့ရတယ်ပေါ့နော်။ချီမွေးလေးကိုထုတ်လို့ရတဲ့အားမျိုးပေါ့နော်။အဲအကယ်အကုန်ဖြုတ်လိုက်လေပြဿနာမရှိဘူး။ငိုလို့ဒီတိုင်းထုတ်လို့ရပြီဆိုလေထုတ်ပါနော်။မရဘူးဆိုလေအကုန်ထုတ်ပါနော်။ဒါအခုအကုန်ထုတ်ပြပါမယ်။ ကုန်ထွက်သွားတယ်။ကုန်ထွက်တဲ့ပြင်အချီမွေးရှိမြအကုန်ရှင်းထုတ်လို့ရတယ်နော်။အော်ဒီကပြန်တက်တဲ့နေရာမှာပဲနော်။ဒီစကားပြောပါလေ။အဲ့ဒါလေးတစ်ချက်ကြည့်အောင်။အော်ဒီကောင်းမှာကျေတာရှိတယ်၊ချင်းတာရှိတယ်နော်။သို့သောပင်လေးနဲ့နော်ကျွန်တော်တို့ထည့်ကြည့်မယ်။ကျေတာ၊ချင်းတာနော်။ပြောင်းပြန်ထည့်ဒီဘက်ကဘုံကမှာချက်တယ်နော်။ဒါဒီမှာလည်းဒီပဲကျေတာ၊ချင်းတာရှိတယ်။ဟောဒါလေးကိုတစ်ချက်ဆက်အောင်နော်။ဒီဘက်ကထည့်ရင်ဒီဘက်ကလည်းနည်းနည်းပဲထွက်တယ်နော်။ အဲ့အဲ့ဒါတစ်ခုရနောက်တစ်ခုကဒီအပေါက်ပေါ့နော်ပုံမှန်ရှိတဲ့အပေါက်ရဒီရှက်တန်းမှာရှိတဲ့အပေါက်ရအဲ့အပေါက်ကိုတစ်ထက်တည်းကြောက်အောင်ချိန်ရမယ်နော်တစ်ထက်တည်းကြောက်မှရမဟုတ်လို့လွှဲရင်တစ်ခါပြန်ဖြုတ်ရမယ်နော်ပြန်ထည့်လို့ရှိရင်ဒီရှေးပုံလေးရဲ့စကူလေးကိုခဏရှော့တာပါဘာလို့လဲထိန်လို့ရအောင်နော်ကိုဒီရရိုက်ထိုးရိုက်တဲ့အအောင်ကိုဒီပချမ်းလေးလက်ကထိန်ဟန်အောင်နော်ပုံလေးခဏခွင်လာပြီးရင်ဒီပချမ်းလက်လေးထောက်တာနော်နေရာလေးလက်လေးထောက်ပြီးတော့ဘုကကလည်းရိုက်ထည့်ပါနော် ပေါက်ကိုအခါရဲကြောက်အောင်ချိန်ပါမဝဲနဲ့ဒီဘက်နဲ့နော်အပေါက်ချင်းပေါက်ချင်းရှိတယ်အဲ့နှစ်ခုလွဲလိုက်ရင်နော်သူကပြင်ထည့်လို့မရတော့နော်အဲ့နှစ်ခုတက်အောင်ထားပါဟိုဘက်ဒီဘက်နော်အဲ့တော့သူ့ရိုက်တဲ့ခါမှာဘယ်လိုဖြစ်သူတန်နဲ့ရိုက်လို့မရဘူးသစ်သားနဲ့ပဲရိုက်ရမယ်အဲ့အားလေးတစ်ချက်တော့ပြူဆက်ရမယ်တန်နဲ့ရိုက်ရင်ပဲ့သွားတာဖြစ်တယ်နော်အခုကျွန်တော်ဒီဘက်ကလက်ထိန်ထားမယ်ဘယ်ပချံဒါလေးကိုသူ့ရဲ့အယူနဲ့နော်ပြန် เนาะอตาလေးဖြည်းဖြည်းချင်းပဲရိုက်ပါเนาะဟောဒီဘက်ခြမ်းကလည်းလက်ကိုထိန်းထားမယ်เนาะဟောရိုက်တဲ့ပုံစံတော့ဒီရန်နေထောက်ထားမယ်ဘိုးကနေတူနေနော်အဲ့လိုအตาလေးထိန်းထိန်းကြရအောင်เนาะပင်ပေါက်တဲ့လေးထိန်းထိန်းရအောင်ပါเนาะအော်ဒီမှာပင်ပေါက်နော်နည်းနည်းလေးမတက်တက်လေးဖြစ်သွားတယ်ဆိုတော့ရတယ်နော်သူ့ကိုဒါပင်ပြန်ရိုက်ထည့်မယ်ကျေတာနဲ့ကျင်းတာနဲ့ရှိရော ဒါတင်ဒါခြီးမွေးထုတ်ခြင်းနော်ရပြီပြီးရင်ကျော်ဒီကာပါပြန်တက်မယ်နော်ဘင်းပြန်တက်အော်ညာလေးကတော့တချို့ဟာသူဒီနားမှာစီပိုက်လေးပါနော်အဲ့ဒါလေးနဲ့တည့်ပြီးတော့ထည့်ပြရမယ်ဟောမပါတဲ့ဟာတော့ပြဿနာကြီးပါတဲ့ဟာဆိုရင်အဲ့စီပိုက်လေးနဲ့ဘောကပေါက်နဲ့တည့်အောင်ထည့်ပြရမယ်နော် ဟောဘိန်းပြန်ထည့်မယ်ဟောအဲ့ညမှာဒီကောင်လေးထည့်ရအောင်နော်သူကအချိုင်လေးကအတွင်းရထားမယ်နော်တခါကျရင်အဲ့တိုင်းထည့်ပြပြကြရတယ်ဆိုရင်ဆက်ကလေးနည်းနည်းထောင်လို့ထည့်အမဒီလိုလေးမထည့်မယ်နော်ဟောဒီတိုင်းလေးနဲ့မကြိုက်တော့အဲ့တိုင်းပဲထည့်လို့ရတယ်ပြီးရင်ဒီနှက်ကိုကြက်အာသူ့ကိုတစ်ချက်လေးတော့နည်းနည်းရိုက်ချက်ပြီပေါ့နော်ချုပ်ရင်းနဲ့ဘိန်းချောင်းအောင်ပါခင်ဗျာ။အားများပဲချက်အောင် ပြီးရိုက်တယ်မှာပြီးရင်ပြီးရစကူလေးပြန်တက်မှာနော်ဟောဒါချုပ်ရင်းနဲ့နော်ခြိမွေးဝင်သွားတဲ့ပြဿနာကိုဟောကိုယ်တိုင်ကိုယ့်ဟာကိုနော်ဆက်ပြီးခေါ်အခက်ခဲတဲ့နေရာတွေမှာလုံခံအောင်ပြမျှဝေပေးခြင်းဖြစ်ပါတယ်ဒါနောက်နောက်ဒီလိုဗီဒီယိုမျိုးလေးတွေပေါ့နော်ထပ်မံရိုက်သိခြင်းဆိုလဲကျွန်တော် comment မှာရေးပေးကြပါနော်လာရ share လေးလေးလုပ်ပေးကြပါနော်ကျွန်တော်ဒီဟာလေးတွေ 很妙的地方。